ါပါခုနေသားမိများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစင်မကတော့ဆောလာနွေနေဖြစ်ပါတယ်စင်မအနေနဲ့ကတော့2025ခုနှစ်အောက်တိုဘာလအတွက်အင်္ဂါသားသမီးလေးတွေအထီးကန်စာတာနဲ့လက်ကီးအဆောင်ရတရားလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာအင်္ဂါသားသမီးတွေရဲ့အထီးကန်စာတာကောင်းမကောင်းထီထွားမယ်နေ့နော်အချိုးဘေကနေအချိုးရဲ့အခရာထီထွားမယ်ချိန်တိုင်းရှက်ဒေတာနဲ့ပြုလို့ရမယ်ရတရားလေးတွေဒီတလအတွင်းမှာ အင်္ဂါသားသမီးရဲ့လောကန်ကိစ္စတွေစီးပွားရေးပိုင်းတွေငွေရေးကြေးရေးကျန်းမာရေးအစเนาะအခြေပညာရေးအစစအရာအဆင်ပြေစေဖို့အတွက်အထူးကံကောင်းစေမယ်လက်ကီးအစား ချက်တရားပေါ့နော်ပြီးတော့လက်ကိကာလာလေးတွေတခုချင်းပြပြပေးသွားမှာပါအဲ့တော့အရင်ဆုံးထီကန်လေးကိုပြပြပေးသွားပါမယ်အဲ့တော့ဒီလအတွင်းအင်္ဂါသားသမီးတွေထီကန်ကိုကြည့်လိုက်တဲ့အခါမှာထီကန်ကောင်းတဲ့လာလေးတစ်လဖြစ်ပါတယ်ထို့ကြောင့်မမီးတို့အနေနဲ့ထီထိုးတဲ့နဲ့လာလေးတစ်လပါပဲအဲ့တော့ထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာဒီလမှာဆိုစနေနေ့ကအကောင်းဆုံးနေ့ပါထို့ကြောင့်အင်္ဂါသားသမီးတိုင်းကစနေနေ့လေးမှာရွေးပြီးထီထိုးပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ထီထိုးဖို့အတွက်အကျိုးပေးကနန်းလေးတွေကြည့်လိုက်တဲ့အခါမှာခွန်ကနန်း၁ကနန်း၃ကနန်း၃ညာကနန်းနော်ခွန်၁၃၃ညာအကျိုးပေးလက်ကနန်းလေးတွေဖြစ်ပါတယ် ျိုးပေးအခရာလေးတွေကတော့ဆဆဆန်ဆန်ညအခရာနော်အဲ့ဒီအခရာလေးကအကျိုးပေးပါတယ်အဲ့တော့အင်္ဂါသားသမီးတွေကထီထိုးဖို့အတွက်ပေါ့နော်ဒါ စနေနေ့တနေ့တာအတွင်းမှာထီထိုးအောင်မယ်ဆိုရင်အကောင်းဆုံးအချိန်လေးဆိုတာရှိရဲ့ဒီအချိန်မှာရွေးပြီးထီထိုးပါဒါအချိုးပင်းလေးခဏလေးတွေရွေးပြီးထီထိုးတော့မယ်ဆိုရင်အဲ့တော့ဒီတနေ့တာအတွင်းမှာစနေနေ့တနေ့တာအတွင်းမှာအကောင်းဆုံးအချိန်လေးဆိုတာရှိရဲ့ဒီအချိန်မှာရွေးပြီးထီထိုးကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒီနေ့မှာပေါ့နော်ဒီထီထိုးတာပဲဖြစ်ဖြစ်အရေးကြီးတော့ကိစ္စတွေစတင်ပြီးတော့ဆောင်ရွက်တော့မယ်လှုပ်ဆောင်မယ်အရေးကြီးတော့အကြောင်းအရာတွေပြောဆိုတော့မယ်ခရီးစဉ်တွေစထွက်မယ်ဆိုရင်အဲ့ဒီအချိန်မှာပြုလုပ်ပါမိမိတို့အတွက် အောင်မြင်မှုရရှိမယ်အချိန်လေးပါနော်အဲ့ဒီဟာကမဟုတ်ဆိုးရှိုးရာကဲ့အချိန်လို့ခေါ်ပါတယ်နေ့ လေတနားကြီး7:00ကနေ3:36အတွင်းမှာပါအဲ့ဒီအချိန်မှာရွေးပြီးထိထိုးလိုက်ပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နော်အရက်ဒေတာကတော့အနောက်တောင်ကြီးရတခြားတိုင်းမြေတွေမှာနေတဲ့သူတွေနိုင်ငံခြားတိုင်းမြေတွေမှာနေတဲ့သူတွေတို့ကတော့ထိထိုးဖို့အတွက်အကျိုးပေးနေရယ် ကနန်းရယ်အချိန်ရယ်ဒီသုံးမျိုးပဲရွေးပြီးတော့ထီထိုးပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ထီထိုးပြီးသွားပြီအချိုးပေးအချိန်နာရီလေးတွေရက်ဒေတာလေးတိတိကျကျเนาะထီထိုးပြီးသွားပြီဆိုထီကန်ကောင်းမှုအတွက်ပြုလုပ်ရမယ့်ရေတရားလေးပေါ့เนาะမမီးတို့အိမ်ဖေးအမနိုထမင်းလေးအမြဲတမ်းကက်လို့ပေးပါအမွေးတိုင်းဆက်တဲ့တိုင်းနေ့စဉ်ထွန်းညင်ပူဇော်ပြီးတော့ထီကန်ကောင်းမှုစုတောင်းခြင်းဖြင့်ကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်เนาะပြီးတော့လက်ပွင့်လန်နိုးခရာလေးတွေရွှတ်လိုက်ပါတဲ့เนาะပို့ပြီးတော့အားကောင်းပါလိမ့်မယ်တဲ့เนาะဒါတော့ထီကန်ကောင်းမှု နောက်ထပ်ပေါ့နော်ဒီတလာလုံးလောကန်စီးပွားငွေကြေးကျန်းမာရေးအခြေပညာရဆဆဆရအစဉ်ပြေဆိုဖို့ထူးကန်ကောင်းစင်မဲ့လက်ကီးအဆောင်လေးရတော့စင်ရုပ်ကလေးဆောင်ထားပေးပါနော်အဲ့တော့စင်ရုပ်ကလေးဆောင်ထားပဲစင်ရုပ်ကလေးဆိုရပြီပေါ့နော်ဘာမှမဲ့အဲဘဘူးရုပ်ပဲဖြစ်ဖြစ်တသားရုပ်ပဲဖြစ်ဖြစ်ပေါ့နော်အာဘာနဲ့ပဲလှုပ်ထားတော့တာအဓိကစင်ရုပ်ကလေးပေါ့နော်ဆောင်ထားပေးမှဖြစ်ပါတယ် ဲ့တော့ဒီဆင်ယုတ်ကလေးစောင့်ခြင်းပြင်မိမိတို့အိမ်မှာနော်အိမ်တွင်းရေးပိုင်းနေနော်အဆင်ပြေမယ်အေးအေးချမ်းချမ်းဖြစ်လာမယ်ပေါ့အဲ့တော့မိမိတို့အနေနဲ့ဒါအဆောင်လေးကဒီတက်လာလုံးပေါ့နော်ဆောင်းထားပေးရမှာဖြစ်ပါတယ်နောက်ထပ် ရှယ်ရီယာလေးကလည်းတူတူပဲပေါ့နော်ဒီတလာလုံးကံကောင်းမှုအတွက်ကအမြဲတမ်းပဲနိုထမင်းလေးကက်လူပေးပါအမွေးတိုင်းဆက်တဲ့တိုင်းထုံးညစ်ပူဇော်ပေးလို့ရဆုတောင်းပေးပါเนาะအဲ့တော့ဒီအင်္ဂါသားသမီးတွေကဒီလတွင်မှာမိမိတို့အိမ်မှာအိမ်တွင်အေဂျင့်ကျင်နေစီးပွားလက်လာပါတွေတိုးတက်ကျင်နေအိမ်မှာအဆဆရာအဆင်ပြေကျင်နေအေးချမ်းချမ်းရှိကျင်နေဆိုရင်မိမိတို့ရဲ့ပေါ့နော်အေကန်းထဲမှာဒါဆင်ယုတ်ကလေးဆောင်ထားပေးမိမိတို့ရဲ့အိမ်ဝင်ဝအမြင့်တနေရာပေါ်မှာဆင်ယုတ်ကလေးထားထားပေးတာမျိုးတင်ထားပေးတာမျိုးပြုလုပ်ပါเนาะနောက်ပြီးတော့ဒီပကြီပဲဖြစ်ဖြစ်ပပုပုံလေးဖြစ်ဖြစ်ဆောင်ထားပေးလို့ရပါတယ်เนาะအေကန်းထဲမှာနိုင်ရင်ပေါ်မှာ ချိတ်ထားလို့ရပါတယ်အဲ့တော့အိမ်မှာအိမ်တွင်းရေးအေဂျင်စီစီးပွားလက်လာပါတယ်တို့တဲ့မှာအောင်မြင်မှုတွေရရှိမယ်အဆစအရာအဆင်ပြေလာလိမ့်မယ်နော်နောက်ထပ်ရေဒီယာလေးကတော့ဒါအိမ်ဖျားမှာအမြဲတမ်းမနှိုးနော်နှိုးထမင်းလေးကက်လူပေးပါအမွေးတိုင်ဆက်တဲ့တိုင်းထွန်းညစ်ပူဇော်ပြီးလို့ရဆုတောင်းပေးပါနောက်တစ်ခီးသွားလာနေတဲ့သူတွေပေါ့နော်ဒါအယောင်ဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေပွဲစားလုပ်ငန်းလုပ်ကြနေတဲ့သူတွေကားဆွဲနေတဲ့သူတွေကိုယ့်လုပ်ငန်းအောင်မြင်ဖို့ နော်လုပ်ငန်းအဆင်ပြေဖို့အောင်မြင်ခြင်းနဲ့ဆိုရင်ခီးသွားလာတဲ့နေရာမှာဆင်ယုတ်ကလေးဆောင်ပြီးတော့ခီးထွက်ပါအဆင်ပြေလိမ့်မယ်ရောင်းဝယ်စကားပြောရတဲ့နေရာမှာဆင်ယုတ်ကလေးဆောင်ပြီးတော့ရောင်းဝယ်စကားတွေပြောပေးပေါ့နော်နောက်တော့ကိုယ့်ရဲ့လုပ်ငန်းစပွဲပေါ့နော်ဒီစပွဲမှာဆင်ယုတ်ကလေးထားထားပေး နောက်ပြီးတော့ကားဆွဲနေတဲ့ကားမောင်းနေသူကားလုပ်ငန်းလုပ်နေသူကားရဲ့ခေါင်းပေါ်မှာဆင်ယုတ်ခလေးကတ်ထားပြီးကားရဲ့ခေါင်းငန်းထဲမှာဆင်ယုတ်ခလေးကတ်ထားပြီးတာမျိုးခန္ဓာကိုယ်မှာဆောင်ပြီးတော့ကားဆွဲတာကားမောင်းတာမျိုးပြုလုပ်ခြင်းမျိုးလုပ်ငန်းအဆင်ပြေမှာကားလုပ်ငန်းအောင်မြင်မဲ့အမြတ်ဆုံးတွေရရှိလာလိမ့်မယ်နော်နောက်ထပ်ဆိုင်ငန်းဈေးကန်စတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံကြောက်ကုံစိမ်းဘာဆိုင်မဲရရန်ကိုယ်ဆိုင်မှာဈေးရောင်းကောင်းခြင်းနဲ့လူဝင်လူထွက်တွေများခြင်းနဲ့ရောင်းဝယ်တက်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ပေါ့နော်အဲ့တော့ဒီရောင်းဝယ်တွေကောင်းခြင်းနဲ့ဆိုရင်မိမိတို့ရဲ့ဆိုင်ရဲ့အဝယ်ပေါ်မှာဆင်ယုတ်ခလေးတွေထပ်ထားပြီးအမြင့်တနေရာပေါ်မှာထပ်ထားပြီးပေါ့နော်အဲ့တော့ ဆိုင်ရကောင်းတာပေါ်မှာဆင်ရုပ်ကလေးဆောင်းထားပြီးရောင်းချင်တဲ့ပစ္စည်းတွေကြားထဲမှာနော်အပေါ်အမြင့်လေးတနေရာမှာဆင်ရုပ်ကလေးထားထားပြီးခန္ဓာကိုယ်မှာဆင်ရုပ်ကလေးဆောင်ပြီးရောင်းဝယ်ရီလုပ်ပြီးအဆင်ပြေလေးမှအောင်မြင်မယ်ရောင်းဝတ်တက်မယ်ခါတိုင်းနဲ့အမြန်ဆုံးနေရလာလိမ့်မယ်နော်နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ငွေကြေးကန်ကောင်းခြင်းနဲ့ဝင်ဝင်ခြင်းနဲ့လက်ရှင်နဲ့ဆိုမိမိရဲ့ပတ်ဆိုင်လေးမှာဆင်ရုပ်ကလေးဆောင်မိုးလင်းနဲ့လည်းပတ်ဆိုင်လေးပုတ်ပြီးငွေဝင်စေငွေမြဲစေလက်ရှင်ပါစေဆိုလက်နှိုးကာလာလေးရွတ်ရွတ်ပေးလိုက်ငွေကြေးကန်ကောင်းလိမ့်မယ်အကူကြီးသွားတောင်းမဲ့ကိစ္စတွေရလဲဆိုရင်ဒီဆင်ရုပ်ကလေးဆောင်ပြီးတော့အကူကြီးသွားတောင်းလိုက်ပါအရေရအဆင်ပြေလာလိမ့်မယ်နော် နောက်ထပ်မိမိတို့ကျန်းမာရေးညံ့နေတဲ့သူတွေစိတ်တို့စိတ်တော့လုံးနေတဲ့သူတွေစိတ်ကံပြနေရသူတွေជីជីမမယောဂါဆိုညံ့နေမကြိုက်ရအောင်မိမိရဲ့ခေါင်းရင်မှာဆင်ယုတ်ကလေးထားထားပေးလိုက်နော်စောင့်ထားပေးလိုက်ရရအနေနဲ့ကတော့노ဆုံးကတ်မယ်အမွေးတိုင်းဆက်တိုင်းနေ့စဉ်ထူးညွတ်ပူဇော်မယ်မိမိရဲ့မွေးနေ့တော့မှလည်းသွားပြီးတော့နော်တူတန်းပေးလို့ရတယ်ဒီလိုမျိုးလေးပူဇော်ပြီးတော့ဆုတောင်းခြင်းဖြင့်ជីជីမမယောဂါဆိုညံ့နေမကြောက်ရောက်နိုင်ပါဘူးနော် နောက်ထပ်အိမ်နဲ့အိမ်နောင်ရေးခန္ဓာလေးတွေနော်နောက်ထပ်အိမ်နောင်ရေးခန္ဓာလေးတွေအိမ်နွေးရေးလေးတွေအေးချမ်းခြင်းနဲ့အဆင်ပြေခြင်းနဲ့ကတော့ကစားလေးဖြစ်နေတာပြန်ပြီးငြိမ်းချမ်းခြင်းနဲ့အတိုက်ခံနေစကားပြောနေရတာအေးချမ်းခြင်းနဲ့အိမ်တောင်ရေးအဆင်ပြေခြင်းနဲ့ဆိုရင်မိမိတို့ရဲ့နော်ဒါဒီအဲအခန်းထဲမှာပေါ့နော်လင်းမြတ်နဲ့အခန်းထဲမှာဆင်ရုပ်ကလေးဆောင်ထားပေးဆင်ရုပ်ကလေးကတ်ထားပေးတာမျိုးနော်နောက်ပြီးတော့ဒီလင်းမြတ်နဲ့ကတ်တဲ့ပုံပေါ်မှာဆင်ရုပ်ကလေးတင်ထားပေးတာမျိုးပေါ့နော်ပြုလုပ်ခြင်းမြေကြီးကြီးမားမားပြဿနာမတက်နိုင်ဘူးအဆင်ပြေတဲ့အရာတွေပြန်ပြီးပြေလိုက်မယ်ဆင်ရုပ်ကလေးဆောင်ပြီးတော့ကိုပြောချင်တဲ့စကားတွေပြောပေးအဆင်ပြေလိုက်မယ်ပေါ့နော် နောက်ထပ်ချစ်သူဆောင်တဲ့နေနဲ့အခြေအစဉ်ပြေဖို့အချမ်းဖို့ဆက်တပြက်နေတိုင်းပြန်ရဖို့ဆန်းပွင့်ကျင်တယ်ဆိုစင်ယောက်ကလေးဆောင်ပြီးတော့ကိုပြောကျင်တဲ့စကားတွေပြောပြီးအစဉ်ပြေးလိုက်မယ်နော်အစဉ်ပြေဖြစ်နေတဲ့အရာလေးတွေပြန်ပြေးကျင်နေဆိုရင်ချစ်သူနုရဲ့ဓာတ်ပုံပေါ်မှာစင်ယောက်ကလေးတင်ထားလိုက်ပြဿနာကြီးကြီးမားမားမတက်နိုင်ဘူးဆက်တပြက်နေတာတွေပြန်ရတာမျိုးတွေဖြစ်လာနိုင်မယ်နော် နောက်ထပ်အလုပ်အင်တာဗျူးကိစ္စတွေဆာမူဝဲကိစ္စတွေရှိတယ်ဆိုရင်စင်ယုတ်ကလေးဆာမူအလုပ်နောက်လုပ်ငန်းအတွက်အင်တာဗျူးဖြေတာမျိုးဆာမူဝဲဖြေနော်ပညာရေးအတွက်ဆာမူဝဲဖြေတာမျိုးတွေပြုလုပ်ခြင်းမြေအရာအဆင်ပြေမယ်အောင်မြင်မယ်နော်အဲ့တော့ဒီတလာလုံးအတွက် lucky အဆောင်လေးဖြစ်ပါတယ်နော်ထီကန်ကောင်းမှုရောပေါ့နော်ဒါဒီတလာလုံးကန်ကောင်းမှုရောရေတရာလေးကနိုစွန်းလေးပေါ့နော်နိုထမင်းနော်အမြဲတမ်းကပ်ပေးပါနိုစွန်းနိုထမင်းအမြဲတမ်းကပ်ပေးပါနောက်ပြီးတော့အမွေးတိုင်စစ်တတိုင်းပေါ့နော်အမြဲတမ်းထွင်းညင်ပူဇော်ပြီးလိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီတလာလုံးအတွက် lucky color လေးတွေကတော့အနေပွင့်အနေရောင်လေးတွေပန်းစီရောင်လေးတွေနီညိုပွင့်နီညိုရောင်လေးတွေ တွေကတော့အကျိုးပေးလက်ကိကလာလေးဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေမှာဝိစင်သုံးပြုခြင်းမျိုးကံစားတာဖွင့်နှံစီပါတယ်မယ်နော်ဒါဒီတလာလုံးအတွက်ဒါအင်္ဂါသားသမီးတွေရဲ့ထိကံတဲ့လက်ကိအဆောင်ရေတရားလေးတွေကလာလေးတွေကိုပြပြပေးသွားတာပါဒီအဆောင်လေးတွေဒီရေတရားလေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါဒီနေ့မှစအင်္ဂါသားသမီးတိုင်းထီစုကြီးပေါက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ဝင်တိုးကြပါစေယောဂပေးအန်ဒီပေးတွေကင်းဝေးပြီးစိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆရာမကနေဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်